ကျွန်တော်တို့ဒီနေ့မာဘရဲ့ Infinity Saga အကြောင်းကိုနည်းနည်းလေးအလွမ်းပြေအပြင်းပြေလေးဖုတ်ကြရအောင်ဗျာ Infinity Saga မှာဆိုရင်တော့ Phase 1 Phase 2 Phase 3ဆိုပြီးတော့ Phase 3ခုတိရှိထားခဲ့တယ်ကြာချိန်ကစုစုပေါင်း7နှစ်အထိရှိပြီးတော့ဇာကပေါင်း22ကအထိထွက်ထားခဲ့တယ်2018ခုနှစ်က Iron Man 1ရဲ့ဇာကနဲ့စတင်ပြီးတော့2019ခုနှစ်က Spider-Man Far From Home ဆိုတဲ့ဇာကနဲ့ Infinity Saga ကြီးကိုပိတ်သိမ်းထားခဲ့တယ် တော်တော်များများထင်ကြတာက Infinity Saga ရဲ့အဆုံးသက Endgame Saga လို့ပဲထင်နေကြတာမဟုတ်ဘူးဗျဒီ Spider-Man Far From Home Saga က Infinity Saga ရဲ့အဆုံးသက Saga တစ်ခါဖြစ်တယ်ဒီ Mysterio ရဲ့ Peter Parker is Spider-Man ဆိုတဲ့ Saga ကြီးနဲ့ပဲမှာပဲက Infinity Saga ကြီးကိုပိတ်သိမ်းထားခဲ့တာဖြစ်တယ် Infinity Saga မှာဆိုရင်ကျွန်တော်အကြိုက်ဆုံးဇာတ်ကားကတော့ Infinity War ပဲဗျ။ ဒီတချို့ကတော့ angle ကို infinity war တဲ့ပူကြကြတယ်တချို့ကတော့ infinity war ကို angle တဲ့ပူကြကြတယ်ဆိုတော့ကျွန်တော်ကတော့ infinity war ကို angle တဲ့ပူကြတဲ့အဲလူတွေထဲမှာပါတယ်ဘာလို့ပူကြလဲဆိုရင် fight sand နေကြောင်ပေါ့ဗျာဒီပြောရမယ်ဆိုရင် hero တွေအများကြီး villain တွေအများကြီးဟိုမှာပဲကနိုင်ပိုင်းအတင်းမှာပဲဟိုလှလပပကြီးခြားပြသွားနိုင်ခဲ့တယ် ီးတော့ဒီတာနုနဲ့ဒေါက်တာစတရင်ဖိုက်တဲ့အခန်းနေဒီတာနုနဲ့အိုင်မန်ဖိုက်တဲ့အခန်းနေကတော်တော်လေးကြီးကောင်းနေတယ်ဝါကန်နာမှာသုံးဝင်လာတဲ့အခန်းဆိုရင်ဒီ Infinity War ရဲ့အမိုက်ဆုံးအခန်းတစ်ခန်းလို့တောင်ပြောလို့ရတယ်ကျွန်တော်မကြိုက်တာတခုကတော့ဒီ Bruce Banner ကြီးကဟော့ဖြစ်မလာတာတခုကိုကျွန်တော်မကြိုက်ဘူးပြီးတော့ဒီ Steve Rogers ကြီးကိုကျွန်တော်သူ့ရဲ့ Diamond ဝင်နေဗျာ Wakanda ရှိနေခြာနေတာယူလဲတိတ်ပြီးတော့ပတ်ဝင်မကြဘူးဒါပေမဲ့ Plot ရတာတွေကဖြစ်ကိုဖြစ်ရမယ်အရာတွေဆိုတော့လည်းလက်ခံပေးလို့ရတယ်အမိုက်ဆုံးတခုကတော့ villain ကအနိုင်ရသွားတာပဲအဲဘယ်ဇာကမှာပဲဖြစ်ဖြစ် hero တွေကပဲအနိုင်ရတာဗျာဒါပေမဲ့ဒီဇာကမှာတော့ villain ဖြစ်တဲ့တာနိုကအနိုင်ရရှိခဲ့ပြီးတော့ဒီ hero တွေရှုံးခဲ့တယ်ဆိုတော့ဒါကြောင့်လဲ infinity war ကကျွန်တော်အကြိုက်ဆုံးဇာကတကဖြစ်နေတာပါ